တကယ်ကြမ်းအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဗိတ်ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Mobile Legends ထဲမှာရှိတဲ့ skin squad တွေအကုန်လုံးထဲမှာမှာဈေးအကြီးဆုံး skin တွေကိုကျွန်တော်ရဲ့အမြင်နဲ့ရွေးထုတ်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစခင်မှာထပ်ပြီးတော့3ပေးချင်တာကကျွန်တော် channel ထဲမှာရှိတဲ့ဒီဗီဒီယိုမှာကျွန်တော်က brother တို့ကို weekly ပဲနှစ်ပတ် giveaway ပေးနေပါတယ်ဝင် join တဲ့လူတွေကလည်းကျွန်တော်ဒီဗီဒီယိုမှာဖောက်လောက်ပြီးလို့ချင်တယ်ဒါပေမဲ့ဒီဗီဒီယိုမှာကျွန်တော်မဖောက်ဝေးသေးပါဘူးဘာလို့လဲဆိုတော့ comment က90ကျော်ရှိရမှန်ပါမယ်ကျွန်တော် ID မှတ်နိုင်တဲ့လူတွေကိုကြီးကြီးလိုက်တော့ဒီ35ယောက်လောက်ပဲရှိရပါတော့ ကျွန်တော်တွေကကျွန်တော်ရပ်လိုင်းပြန်ထားတာ၄နဲ့အချင်းချင်းစကားပြောထားတာ၄ပေါ့အဲ့တော့ကျွန်တော်လူအယောက်50ပြည်အောင်ဆောက်လိုက်မယ်တကယ်လို့အခုချင်းနေတဲ့လူတွေထဲမှာ giveaway မကြွရသေးတဲ့လူတွေပါရင်လည်းကျွန်တော်အောက်က comment ထဲမှာ giveaway video ကိုလင့်ချပေးထားပါတယ်ခင်ဗျာပထမဆုံး skin မျိုးစားအနေနဲ့ကတော့ကျွန်တော်အနေနဲ့ lucky box skin မျိုးစားကိုရွေးချယ်ထားပါတယ်ဒီ lucky box skin တွေကတော်တော်လေးဥမာလာတဲ့မှာပါပြီးတော့ဒီလို event ကဖောက်မယ်ဆိုရင်တော့ diamond အကုန်ကြများနိုင်တယ်ဆိုပေမဲ့ လက်ရှိမှာလာနေတဲ့နိုင်ဂျိုအီဗန်ကဖောက်မယ်ဆိုရင်ဒီကွန်600ရရဖို့မြန်မာငွေ1800ရောင်းနဲ့ပဲကျွန်တော်တို့အနေနဲ့ဒီ lucky box တစ်ခုကိုရယူနိုင်မှာပဲဖြစ်ပါရခင်ဗျာဒါပေမဲ့ lucky box ဆိုတဲ့ skin က diamond နဲ့ဖောက်ရင်တော့ဈေးကြီးကောင်းကြီးလိမ့်မယ်ဒါပေမဲ့ပေးရတဲ့ diamond နဲ့လည်းတန်တဲ့ effect တွေ graphic တွေကိုကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့ခန်းစားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီက lucky box skin ကိုကျွန်တော်ကဒီ list ထဲမှာထည့်ထားတာပဲဖြစ်ပါတယ်ဟောဒါနဲ့တခါတည်းရှင်းပြရမယ်ဆိုရင်တော့ဒီ video ထဲမှာပါတဲ့ skin မျိုးစားတွေ skin squad တွေကကျွန်တော်တစ်ခုနဲ့တစ်ခုနိုင်ရှင်တာမဟုတ်ပါဘူးပယ်ဟပို့ပြီးတော့ ပေရတဲ့ပူကောင်းနေလို့ကျွန်တော်ပြောသွားမှာမဟုတ်ပါဘူးအဓိကအဖြစ်ကျွန်တော်ကိုယ်တိုင်လည်းမပြောနိုင်ပါဘူးလို့မျိုးတော့နောက်ထပ်ဈေးကြီးပေးဝယ်ရတဲ့ skin မျိုးစားကတော့ collector skin မျိုးစားကြီးပဲဖြစ်ပါတယ် collector တွေကတော့တီးကြတဲ့အချိန်မှာဒီပြောစရာမလိုအောင်လှမယ်လက်ကြီးပေါက်တွေထဲတော့ပူလိုက်ရဒါပေမဲ့ point နေရာမှာတော့လက်ကြီးပေါက်နဲ့ဂျန်တူပဲ point 2000ဆိုတဲ့အနေအထားလေးကိုပဲရရပါဗျာဒီက collector skin တွေကတော့ဘာမှမပါဘဲနဲ့ဒီရိုင်းထိုင်ဖောက်မယ်ဆိုရင် diamond 3000ကနေပြီးတော့4000ဒီပါတိကြားတက်မှာပဲဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ဈေးကြီးဆုံး skin scout တွေထဲကတစ်ခုကတော့ဒီက aspirin scout ပဲဖြစ်ပါတယ်ဒီ scout ကကျွန်တော်ရဲ့အကြိုက်ဆုံး scout ဆိုပြီးပြောရင်လည်းမမှားဘူးကျွန်တော်ကိုယ်တိုင်ကလည်းတော်တော်လေးကိုမှကြိုက်တယ်ပေါ့နော်ကျွန်တော်ကလီလာကြိုက်တာတော့မဟုတ်ဘူးကျွန်တော်ကဖန်တွေကိုကြိုက်တာကိုင်းကြလာလို့မေးလိုက်ရင်တော့မကိုင်းတတ်ပါဘူးခင်ဗျာကျွန်တော်ကကျိုးဆွဲတဲ့အတန်လေးကိုကြိုက်တာပဲဖြစ်ပါတယ်ဒီက aspirin skin တွေကိုတော့ကျွန်တော်အနေနဲ့တစ်ထိုင်နဲ့ထိုင်ဖောက်မယ်ဆိုရင်ကန်ကောင်းရင်တော့ diamond 6000နဲ့ရနိုင်တာဖြစ်ပြီးတော့ကန်စိုးသူမောင်ရှင်များအနေနဲ့ကတော့8000 10000လောက်ထိကိုကျွန်တော်အနေနဲ့ကုန်ကြမှာပဲဖြစ်ပါတယ်နောက်ထပ်ဈေးကြီးရဲ့ skin scout တစ်ခုကတော့ကျွန်တော်တို့ KOL လို့အများကခေါ်ကြတဲ့ King of Fighter ဆိုတဲ့ scout ပဲဖြစ်ပါတယ်အရင်ကတည်းက KOS skin တွေကလာတာကိုမှဒီနောက်ပိုင်းလာသွားတဲ့ upgrade မှာလည်းထပ်ပြီးရပန်းလုပ်ပြီးတော့ပုံမှန်ထက်ကိုတော်တော်လေးခုမှပိုလာသွားပြီးတော့တော်တော်လေးလက်ကန်ကျင်စရာကောင်းသွားတာပဲဖြစ်ပါတယ် ီက KWeb Eva မှာ free token Fee 1နဲ့ Fee 2ကိုဂုံးပြီးတော့ဖောက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ weekly bet 6ပတ်စာဖြစ်တဲ့3600နဲ့ပဲ KWeb skin account ကိုရနိုင်မှာပဲဖြစ်ပါတယ်။ဒီ3600နဲ့ရနိုင်ဖို့ဆိုတာက bingo 4ကနဲ့တန်းမှရမှာပါ။တကယ်လို့ကိုကအဲ့လိုမဟုတ်ဘဲနဲ့ bingo 5ကနဲ့တန်းတာလို့6ကနဲ့တန်းတာလို့ဆိုရင်တော့ diamond ထွက်လိုက်ရမယ်ပေါ့ဗျာ။ဒါတော့မှကျွန်တော်တို့အနေနဲ့ရကျင်တဲ့ account ကိုလည်းမရဘူး။ပြီးတော့တကောင်ပဲရမှာပါ။ KWeb တကောင်ရဲ့တန်ဖို့တော့ကျွန်တော်အနေနဲ့ diamond နဲ့အတိအကျတွက်ပြလို့မရဘူး။ဒါပေမဲ့တန်း draw ကို925 diamond ဆိုတော့อืม brother ဘာတွက်ကြည့်ကြတော့ပေါ့ဗျာ။ နောက်တစ်ခုအနေနဲ့ကတော့ဆောင်းရမ်းလာပနေတဲ့ရွှေအောင်စိမ့်ဆိုင်ရာစကင်တွေပဲဖြစ်ပါတယ်ခင်ဗျာ ဒီစကင်တွေထဲမှာတော့ကျွန်တော်ကချောင်းစကင်ကိုအကြိုက်ဆုံးပဲဘာလို့လဲဆိုတော့ကျွန်တော်ကအရင်ကချောင်း favorite player ဖြစ်တဲ့အတွက်ကြောင့်မို့တော့ဒါပေမဲ့ခုနောက်ပိုင်းတော့နားလိုက်ပြီပေါ့ဒီကချောင်းစိမ့်ဆိုင်ရစကင်တွေကလည်းခုနက KO နီနီပဲဈေးကြီးရဲ့စကင်တွေဖြစ်ပြီးတော့ KO နီနီဆိုတာထက် KO ထက်ပိုပြီးဈေးကြီးရဲ့ဆိုပိုမှန်မလားတော့ကျွန်တော်သိချာမပြောတတ်ဘူးဒါပေမဲ့တော်တော်လေးခုမှဈေးကြီးရဲ့စကင်တွေထဲမှာပါလာလို့တော့ကျွန်တော်အနေနဲ့ရရိတ်အာမခံရေးပါတယ်ခင်ဗျာဒီကစိမ့်ဆိုင်ရစကင်တွေကိုကျွန်တော်အနေနဲ့ဒိုင်မွန်နဲ့ဖောက်မယ်ဆိုရင်တော့ဒိုင်မွန်9000ကနေ6000 9000အထိကုန်ကျနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ဈေးအကြီးဆုံးစကင်တွေကတော့ Legend စကင်တွေပဲဖြစ်ပါတယ် Legend စကင်တွေကတော့ကျွန်တော်ဥတိုင်းပြောဖို့မလိုအောင်ပဲတော်တော်လေးကိုမှဈေးကြီးတဲ့စကင်တွေဖြစ်တယ်ဒါပေမဲ့ Legend စကင်တွေကတဖြည်းဖြည်းချင်းနဲ့အချိန်ဆွဲပြီးဖောက်သွားမယ်ဆိုရင်တော့အနေငယ်နဲ့ရနိုင်တယ်ပေါ့နော် ဒါမှမဟုတ်ကြပြန်နေဖောက်မယ်ဆိုတော့တော်တော်များများဒိုင်မွန်ကုန်နေစကင်မျိုးစားပဲဖြစ်ပါတယ်။ဒီက legend စကင်တကောင်ကိုကျွန်တော်တို့အနေနဲ့ coin 0ကနေပြီးတော့200ရရတဲ့အထိဒိုင်မွန် only တုံးပြီးဖောက်မယ်ဆိုရင်အနီးကပ်ဆုံးဒိုင်မွန်6000နီးပါးလောက်ကုန်နိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်စကင်တွေကတော့ Zodian စကင်တွေပဲဖြစ်ပါတယ်။ဒီ Zodian စကင်တွေကပြောမယ်ဆိုမမေရရဒိုင်မွန်ကုန်တာတော့မဟုတ်ဘူး။ဒါပေမဲ့ပေးရတဲ့ဈေးနဲ့တော်တော်လေးကိုမှတန်တဲ့စကင်မျိုးစားဖြစ်လို့ကျွန်တော်မရှက်တမ်းဝင်ခံရမယ်ဆိုရင်တော့ကျွန်တော်ဝန်လည်းကြိုက်လို့ထည့်လိုက်တာပဲဖြစ်ပါတယ်။ဒီက Zodian စကင်တွေကတော့ point 0ကနေစလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒိုင်မွန်1000ကနေပြီးတော့1300လောက်ထိကုန်ကြနိုင် တာပဲဖြစ်ပါတယ်ခင်ဗျာကဲဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဒီနေ့ဗီဒီယိုထဲမှာကျွန်တော်နေ collaboration skin တွေကိုတော့ထည့်မပြောသွားဘူးဘာလို့လဲဆိုတော့ collaboration skin တွေကတစ်ခုနဲ့တစ်ခု diamond ကုန်ကြရခြင်းနဲ့တိတ်ပြီးတော့မတူကြသလိုမျိုးပြီးတော့ mobile legend ထဲမှာလည်း collaboration skin ကတော်တော်များများကိုရှိရဆိုတော့ကျွန်တော်နေနဲ့ပြောနေမှဆိုရင်မိုးလင်းတဲ့ထိအောင်မှပြီးဖို့ကမသေးကြဘူးအဲ့တော့ကျွန်တော်မပြောတော့ဘူးပါဗျာဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခုကြည့်နေတဲ့လူတွေထဲမှာလည်းကျွန်တော်ပြပြသွားတဲ့ဈေးကြီးရဲ့ skin တွေထဲကမှ best skin တွေကိုပိုင်ဆိုင်ထားလဲဆိုတော့ကိုကျွန်တော်ရဲ့ comment အောက်မှာကြွေပြသွားလို့ရပါတယ်ခင်ဗျာ ကျွန်တော်ဗိတ်ပါနောက်ပြီးမှပြန်လေးကြပါမယ်ပါမယ်ပါခင်ဗျာ